ဒီနေ့ခေတ်လိုအလုံးများတဲ့ဘဝမှာစိတ်အေးချမ်းသာစွာနေထိုင်ဖို့ဆိုတာပညာရှင်တွေအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်လာပါတယ်။ဩစတြေးလျလိုကျယ်ပြောလာတဲ့နိုင်ငံမှာအေးချမ်းတဲ့ဘဝကိုရှာဖွေနေသူတွေအတွက်အကောင်းဆုံးနေရာတွေရှိပါတယ်။အဲဒီလိုနေရာတွေတဲကမှတက်စမီးနီးယားပြည်နယ်ဟာထင်ရှားတဲ့ရွေးချယ်မှုတစ်ခုပါ။ဩစတြေးလျရဲ့တောင်ဘက်စွန်းမှာရှိတဲ့ဒီကျွန်းပြည်နယ်လေးဟာသဘာဝအလှတရားတွေနဲ့ပြည့်နေနေပါတယ်။တောင်နှမ်းတွေ၊တစ်တောတွေနဲ့တန်ရှင်းကြည်လင်တဲ့ကမ်းခြေတွေကစိတ်ကိုလန်းဆန်းစေပါတယ်။ တက်စမီးနီးယားရဲ့ဘဝနေထိုင်မှုပုံစံကမြို့ကြီးတွေထက်ပိုပြီးနှေးကွေးအေးချမ်းပါတယ်။လူမှုပတ်ဝန်းကျင်ကလည်းရင်းနှီးဖော်ရွေးပြီးအတိုင်းဝိုင်းစိတ်သက်ကခိုင်မာပါတယ်။ဒါဟာမြို့ပြရဲ့ရှုပ်ထွေးမှုတွေကနေခဏတာအနားယူကျင်သူတွေအတွက်တင်တော်ပါတယ်။တက်စမီးနီးယားဟာအေးချမ်းရုံသားမကပညာရှင်တွေအတွက်လည်းအခွင့်အလမ်းတွေပေးစွမ်းပါတယ်။ပိုဘက်မြို့လိုမြို့တော်မှာအလုပ်ကိုင်အခွင့်အလမ်းတွေရှိသလိုနည်းပညာနဲ့တခြားကဏ္ဍတွေလည်းတိုးတက်လာနေပါတယ်။အလုပ်နဲ့ဘဝကိုမျှတအောင်နေထိုင်နိုင်ဖို့အကောင်းဆုံးနေရာပါ။ နေစဉ်ဘဝမှာတဘာဝနဲ့နီနီကက်ကက်နေထိုင်ခွင့်ရတာဟာတက်စမီးနီးယားရဲ့အားသာချက်တစ်ခုပါအလုတ်ကနေပြန်လာပြီးတဘာဝထဲမှာအနားယူအပန်းဖြေနိုင်ပါတယ်ဒါဟာစိတ်ဖြစည်းမှုကိုလျှော့ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်စေပါတယ်ဒါကြောင့်ဩစတြေးလျမှာအေဂျင့်နဲ့ဘဝကိုရှာဖွေနေတဲ့ပညာရှင်တယောက်ဆိုရင်တက်စမီးနီးယားဟာတင်းအတွက်စဉ်းစားသင့်တဲ့နေရာတစ်ခုပါအေဂျင့်မှုတဘာဝအနှံ့နဲ့အလုတ်ကင်ခွင့်လန်းတွေပေါင်းဆက်နေတဲ့ဒီနေရာမှာတင့်ရဲ့အကောင်းဆုံးဘဝကိုတည်ဆောက်နိုင်ပါတယ်